နူးဆိုတဲ့ကောင်မလေးကတော့နာရယန်နဲ့တမိပဲဖြစ်ပါတယ်။နာရယန်ကသူ့ကိုအယန်းကိုချစ်တဲ့အတွက်ကြောင့်မလို့သူနဲ့အဝေးမှာမထားခဲ့ပါဘူး။ဒါကြောင့်မလို့သူကတော့သူ့ပေးရဲ့အိမ်မှာနေပြီးတော့မှသူမျက်စိရှိနေမှာပဲရှိအောင်လို့ဆိုပြီးတော့မှအဲ့လိုကောင်လေးမျိုးကိုလိုက်ရှာနေခဲ့ပါတယ်။အနူးကိုလာတောင်းကြတဲ့ကောင်လေးတွေကတော့ညားပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကောင်လေးတွေကအနူးအဖေပြောတဲ့အချက်တွေကိုမလိုက်နိုင်တဲ့အတွက်ကြောင့်မလို့လက်မထက်ခဲ့ကြပါဘူး။ နယ်ပဲတည့်ရမှာဘီနိုဆိုတဲ့ကောင်လေးကသူ့ကိုလာတောင်းခဲ့ပါတယ်။အနုအဖေပြောတဲ့အကြောင်းလေးကိုကြားပြီးတော့မှဘီနိုတဲ့သူ့ရဲ့အမိကတော့လက်ခံခဲ့ပါတယ်။ပြီးတော့အနုကိုကြည့်ဖို့ဆိုပြီးတော့မှအိမ်ကိုသွားခဲ့ပါတယ်။အနုကိုတွေ့ရတဲ့ပဲဘီမလားကပြောတယ်။ခမရဲ့သမီးကအယမ်းလာတာပဲ။ခမရဲ့သမီးနဲ့သဘောတူတယ်။ပြီးတော့ခမရလိုချင်တဲ့အချက်တွေအားလုံးလဲကျမတို့သိပြီးသွားပြီလေ။အဲ့တော့ကျမတို့ကိုဘယ်ရင်ကိုပေးမလို့လဲ။ ဟိုအရှိမရှိတဲ့အိမ်အကြီးကြီးအဲ့ဒါတော့မဟုတ်ဘူးလားအဲ့ဒါပဲဟုတ်ပါတယ်ခမည်းတော်အားလုံးကျွန်တော်သမီးနဲ့အတူတူအဲ့ဒီအိမ်မှာပဲနေရမယ်အလုံးနဲ့ပဲနှစ်ဖက်မိဘကတော့သဘောတူသွားခဲ့ပါတယ်ရဲ့အနေနဲ့အကြမှာတော့သူတို့နှစ်ယောက်ကိုမင်္ဂလာဆောင်ပေးလိုက်တယ်မင်္ဂလာဆောင်ပေးတဲ့နောက်ပိုင်းမှာတော့ကောင်လေးရဲ့ကောင်လေးရဲ့အမေရဲ့ကတော့နာရန်ပေးတဲ့အိမ်မှာပဲပြောင်းနေကြပါတယ်အဲ့လိုနဲ့ပဲဗီနိုနဲ့သူ့ရဲ့အမေကတော့အဲ့တဲ့အဲ့ဒီအိမ်တိန်လုံးကိုလိုက်ကြည့်ပါတယ် အဲ့ဒီအချိန်မှာအခန်းတစ်ခုကိုတွေ့ခဲ့တယ်။အဲ့ဒီအခန်းကိုတောခလောက်အကြီးကြီးနဲ့တောခတ်ထားပါတယ်။အဲ့လိုနဲ့ပဲသူတို့တွေကတော့အဲ့ဒီတောခလောက်ကိုရိုက်ချိုးဖို့အတွက်စူးစမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနူကရှောက်လာခဲ့တယ်။ပြီးတော့ဒေါသထွက်ပြီးတော့မှပြောခဲ့တယ်။ရှက်လိုက်ပါတော့ဒီတကားကဘာလို့ရိုက်ချိုးနေရတော့ဒီအခန်းကလွဲပြီးတော့မှ ကျင်းတဲ့နေရာတွေအားလုံးကိုခမည်းတော်ပိုင်နေ။ဒါမဲ့ဒီတခန်းအောင်တော့လာမထိပါနဲ့။မိမကြီးဒီအခန်းမှာဘာရှိလို့တော့ ီလောက်ကလေးနဲ့ဘာဖြစ်လို့ဒေါသထွက်နေရတာရောချွေးမကြီးဘာဖြစ်လို့ဒေါသထွက်နေရတာရောအမေတို့ကစိတ်ရဲပေမဲ့လောဘတော့မကြီးပါဘူးချွေးမကိုအမေတို့တဲအိမ်မှာမနေခိုင်းစေချင်လို့ဒီမှာလာနေတာပေါ့အဲ့ဒါကိုဘာဖြစ်လို့ဒေါသထွက်နေရတာရောအမေတို့လည်းတိထားသင့်တယ်လေမရဘူးဒီအကြောင်းဘသူမှမပြောပြနိုင်ဘူးဒီအခန်းအကြောင်းလေကျမအဖေကမပြောပြထားဘူးဒါကြောင့်မလို့ဘသူမှလည်းပြောပြမှာမဟုတ်ဘူး အဲ့လိုပြောပြီးတော့မှ အနုကဒေါသထွက်ပြီးတော့မှအဲ့နေရာကနေသွားခဲ့ပါတယ်အဲ့လိုနဲ့ပဲရက်အနေငယ်အကြာမှာပင်မလာကတော့အိတ်တဲ့အိမ်လုံးကိုလိုက်ပတ်ကြည့်တယ်ပြီးတော့နောက်ဆုံးတော့လဲအဲ့ဒီအခန်းကိုပဲရောက်သွားခဲ့တာပေါ့အဲ့ဒီအခန်းရှိရောက်ပြီးဆိုလို့ရှိရင်ရက်ပြီးတော့မှစဉ်းစားတယ်ဒီအခန်းထဲမှာဘာများရှိတာရောချွေးမဒီအခန်းနာတော့ငါတို့မလာခိုင်းတာစဉ်းစားစရာပဲတိအောင်တော့လုံးမပဲဖြစ်မယ် အမေရဲ့ဘာကြောင့်အလောက်ထိတီးကျင်နေရတာရောအချိန်တခုရောက်လာလို့ရှင်အနုကိုရင်ပြောပြလိုက်မယ်လေဟာသားလေးဒီအခန်းထဲမှာလေတခုရွှေရည်ငွေတွေရှိရလားဓာတ်မွေလက်ဝတ်ချက်တခုရှိနေရလားမသိပါဘူးတီဗီတွေမှာတခါလေကြားလို့ရှင်လာတယ်လေဒါကြောင့်အဲ့ဒါကိုတီးအောင်လုံးမပဲဖြစ်မယ်အနုကနင့်ရဲ့မိန်းမဆိုတော့သူကနင့်ကိုပြောပြလိုက်မယ်လေအဲ့လိုနဲ့ပဲသားဖြစ်သူရဲ့အုံနောက်ထဲမှာလေအဲ့ဒီကိစ္စတွေဝင်လာခဲ့ပါတယ် ဒါကြောင့်မလို့တားနဲ့အမေကတော့အနုကိုပျော်ရွှင်အောင်ပဲထားတယ်ပြီးတော့အနုပြောတဲ့အတိုင်းကိုပဲအကုန်လုပ်ပါတယ်အဲ့လိုနဲ့ပဲတဖြည်းဖြည်းအနုကတော့ဖီနိုကိုချစ်သွားခဲ့ပါတယ်ပြီးတော့ရောက်ခမအပေါ်မှာလည်းမေတ္တာရှိခဲ့တယ်အဲ့လိုနဲ့ပဲတရက်မှာဗီနုတ်ကအပြင်ကနေလာပြီးတော့မှအနုရှိကိုတွားခဲ့ပါတယ်ပြီးတော့အနုကိုဖတ်လိုက်တယ်နှစ်ဖူးမှာ kiss ပေးလိုက်ပါတယ်ပြီးတော့ချစ်ချင်းခင်ခင်နဲ့ပြောတယ်အချစ်ဆုံးလေးကြီးငါနဲ့ကိုအရန်ချစ်တယ် ဒါမဲ့ကြည်ရတာနေရငါ့ကိုမချစ်ဘူးထင်တယ်။နေရငါ့ကိုယောက်ျားလိုတောင်ထင်မှာမဟုတ်ဘူး။အကေလိုငါ့ကိုချစ်တယ်ဆိုလို့ရှိရင်တော့ငါနဲ့ငါနဲ့ဒီလိုအဝေးမှာဘာလို့နေမှာတော့ခွင်းလွတ်လိုက်ပါဗီနိုကြီး။ကျမကခမည်းကိုယောက်ျားတယောက်ရဲ့အခွင့်အရေးကိုမပေးခဲ့ရသေးပါဘူးဒီနေ့ဒီချိန်အထိ။အဲ့လိုနဲ့ပဲအနုကတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါကြမလို့ဗီနိုကသူ့ကိုတွားပြီးတော့မှဖတ်ပြီးတော့ချော့ပါတယ်။အဲ့လိုနဲ့ပဲချော်ရင်းနဲ့နည်းနည်းကြာမှာတော့လက်ဝတ်ထားတဲ့အခန်းရဲ့အကြောင်းကို မေးလိုက်ပါတယ်။ဒါကိုကြားလိုက်တာနဲ့ပဲအနုကအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။ပြီးတော့ဗီနုကိုတွန်းပြီးတော့မှပြောပါတယ်။နီးကငါ့လိန်ပြီးချစ်နေတာဗောဟုတ်လားလိန်ပြီးတော့ချော့နေတာဗောဟုတ်လားဟမ်အဲ့လစ်ဝတ်တဲ့အခန်းရဲ့အကြောင်းသိချင်လို့ငါဒီလိုလုပ်နေတာဗောဟုတ်လားတွားအခုချင်းငါတခန်းထဲကနေထွက်သွားလိုက်တော့နင်းအချစ်ကောနင်းရောငလိန်နေကြီးပဲအဲ့လိုနဲ့ပဲအနုကအယန်းကိုစိတ်ညစ်ပြီးတော့မှအရင်တောင်းတနေရာမှာထိုင်ပြီးတော့မှငိုနေခဲ့ပါတယ် ူဒီနိုငိုရီယာကိုကြည့်ပြီးတော့မှဘင်မလာကဝီနိုဒ်ကိုပြောတယ်။တားရီဒါကောင်းတဲ့အခြေအနေပဲ။အခုချိန်မှာအဲ့ဒီအခန်းကတော့ကလကိုသွားပြီးတော့မှရိုက်ချိုးလိုက်မယ်လေ။ပြီးလို့ရှိရင်အခင်းထဲမှာဘာရှိလဲဆိုတာကြည့်ကြရအောင်။ဟုတ်တယ်။အမေပြောတာမှန်တယ်။သူကကျွန်တော်တို့ကိုမဟုတ်လဲပြောပြမှာမဟုတ်တော့ဘူးဝီနုဒ်ကလည်းအဲ့ဒီတိုင်းပဲလောက်ခဲ့ပါတယ်အနုကိုအပြင်ကနေနေပြီးတော့မှတကားတော့ခတ်ပြီးတော့မှလက်ဝက်ချက်အခန်းကိုသွားပြီးတော့မှတော့ခလပ်ကိုရိုက်ထိုးခဲ့ပါတယ် တော့ကလောက်ရိုက်ချိုးနေတဲ့အတန်ကိုကြားပြီးတော့မှအနူးကတော့အခန်းထဲကနေထွက်ဖို့စူးစားခဲ့ပါတယ်။တကားပိတ်ထားတဲ့အတွက်ကြောင့်မလို့တကားကလုံးဝဖွင့်လို့မရခဲ့ပါဘူး။ဒါကြောင့်မလို့သူမကတော့ဗရင်းပေါက်ကနေအပြင်ထွက်ပြီးတော့မှ တကားဘဝကြီးကနေနေပြီးတော့မှအထဲကိုလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့လင်းဝဲချက်ရှိတဲ့အခန်းတကားရဲ့တော့ကို Greenwood တို့ကချိုးပြီးသွားကြပါပြီ။အဲ့ဒါကိုမြင်ပြီးတော့မှအနူးကတော့အဲ့ထဲကိုဝင်သွားခဲ့ပါတယ်။ အနုကိုမြင်ပြီးတော့မှဝီနိုးကပြောတယ်အနုရေဒီလူကဘသူကြီးတုံးပြီးတော့ဒီခန်းထဲမှာနင်းနဲ့ဟက်ဆိုတဲ့လူကြီးနဲ့ပဲရှိကြတာမလားဒီမှာဓာတ်ပုံနေကြည့်လိုက်ဒီခန်းထဲမှာညိုနှစ်ယောက်ပုံနေစီပဲဘာလဲနင်းနဲ့သူနဲ့ချစ်သူတွေလားသူကြောင့်မလို့အခုချိန်ဒီငါ့အောင်ယောက်ျားလိုမထင်ခဲ့သေးတာလားနင်းသူ့အချင်းတွေမှာတော့ဘာကြောင့်ငါ့အောင်ယူခဲ့တာတုံးအဆက်ကလေးကမယူခဲ့သေးဘူးလေသူနဲ့ပဲယူလိုက်ရမှာဟုတ်တယ်ဒီခန်းရဲ့လေဝက်ချက်ကဒါပဲဟက်ကကျမရဲ့အချစ်ဦးဟုတ်တယ် ဒီ hash ချစ်တလောက်ကျမကိုဘယ်သူမှမချစ်နိုင်ဘူး hash နဲ့ကျမကအရန်ကိုချစ်ကြတဲ့ချစ်သူတွေပဲဟုတ်တယ်အဲ့လိုနဲ့တည့်ရက်မှာကျမကအရန်ကိုနေမကောင်းဖြစ်သွားခဲ့တာဆရာဝန်တွေကကျမကိုစမ်းသပ်ကြည့်တဲ့အချိန်မှာကျမရဲ့နှလုံးထဲမှာအပေါက်ပါနေတယ်လို့ပြောတယ်အကယ်လို့အဲ့ရက်ပိုင်းအတွင်းပဲကျမရဲ့နှလုံးကိုမလဲဘူးဆိုလို့ရှိရင်တော့အမြဲပဲကျမကတီးသွားမှာလို့ဆရာဝန်တွေကပြောခဲ့တယ်ဒါကြောင့်မလို့ကျမကတော့ hash နဲ့ဝေးဝေးပဲနေတာ ဲ့လိုနဲ့ပဲတရက်မှသူကကျမရှိကိုလာခဲ့တယ်ပြီးတော့ကျမကိုပြောတယ်အနုရေနင်ကဘာလို့မပြောပြရတော့နင်မပြောပြပါမင်းလဲငါသိပြီတစ်ခေါက်လောက်တော့ငါ့ကိုပြောပြသင့်တယ်လေငါအစဉ်ပြောင်းလုပ်ပေးမှာပေါ့ဟာရှေဒါပေမဲ့လည်းနှလုံးလူမဲ့သူကဘယ်သူမှမရှိတာငါနှလုံးလူမဲ့သူတယောက်တွေ့ထားတယ်မနှက်ပြကြလို့ရှိရင်နှလုံးလဲပေးမယ်တဲ့သူမသိခင်အရင်တခြားသူကိုလဲဘဝတဘဝပေးခြင်းလို့တဲ့အဲ့ဒါကြောင့် ငါသူနဲ့စကားပြောပြီးပြီမနှက်ဖက်ကြလို့ရှိရင် operation ကဝင်ရမယ်နော်အဲ့လိုနဲ့ပဲ operation ကလည်းအအောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့တယ်အဲ့ဒီအချိန်မှာ harsh ကအနုရှိကိုလာနေခဲ့တယ်အဲ့လိုလာနေတဲ့အချိန်မှာပဲ harsh ရဲ့ accident ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအကြောင်းကိုဆရာဝန်တွေကအနုကိုပြောပြလိုက်တယ်အနုရေ harsh ကလည်း accident ဖြစ်သွားတာသူ့ရဲ့အုံနောက်ကလည်းမကောင်းတော့ဘူးဒါကြောင့်မလို့ရက်အနေငယ်အကြာမှာသူကတီးသွားတော့မှာအဲ့ဒီအချိန်ကစပြီးတော့မှကျမရဲ့ ချစ်သူကဒီလိုမျိုးဖြစ်သွားတာပါ သူက ကိုမဝင်သွားတာကျမတို့ပြောတဲ့အတန်ဒီလဲမကြားရဘူးဘသူမှအောင်လဲမမြင်နိုင်ဘူးသူဖြစ်ချင်တာကကျမကိုကျမကိုဘဝမှာရှေ့ဆက်စေခြင်း ਨੇ အဲ့ဒါကြောင့်မလို့ကျမကရှင်နဲ့လက်ထပ်ခဲ့တာပေါ့ဒီအကြောင်းအရာတွေကိုကြားပြီးတော့မှ Vinod နဲ့ပင်မလာကအယံကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ Vinod ကတော့အနုကိုဖတ်ပြီးတော့မှပြောပါတယ်အနုရေငါ့ကိုခွင်းလွှတ်လိုက်ပါနော်ငါတကယ်တောင်းပန်တယ်နေ့ကငါအယံလေးစားသွားပြီး င်းလုံမိမဘမမရနိုင်မှာမဟုတ်ဘူး။ဒီနေ့ကနေစပြီးတော့မှငါလည်းနင့်ဘက်ကပဲပါတယ်။တီလိုရီဖြစ်ပြီးတာတော့မှဖီနိုစ်ကတော့အနုကိုဘာမှမပြောခဲ့ပါဘူး။ထပ်ပြီးတော့တားမှန်ခဲ့ပါသေးတယ်။အလုံနဲ့ပဲရဲ့အနေငယ်အကြမှာတော့ hash ကလည်းဆုံးသွားခဲ့တယ်။အလုံးနဲ့ပဲအနုနဲ့ဝီနိုကလည်းဘဝကိုရှေ့ဆက်ကြတယ်ပြီးတော့ပျော်ပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်